Hello အားလုံးပဲမိင်္ဂလာပါဘူဝမချင်းဆိုတော့ United Show ကနေကြိုဆိုပါတယ်ဆိုတော့ဝူဘန်တန်းနဲ့ပွဲစဉ်တွေပွဲကြိုတုံးသက်ချက်ပေါ့လေမနေ့ပြန်မှကျွန်တော်ရှင်းမင်းကစားမှာပါညပြဖြစ်တဲ့ Ruben Amorim ကတော့ဒီနေ့ပွဲစဉ်မှာအပြောင်းလဲတွေအများကြီးလှုပ်လာနိုင်စွမ်းရှိတယ်ဆိုပြီးတော့သူပြောထားတယ်ပရီးမီးယားလိမ်မှာလည်းလူငယ်တွေကိုအများကြီးကစားခွင့်တွေပိုပေးသွားဖို့ရှိတယ်လို့လည်းကျွန်တော်တို့ပြောထားတယ်ဆိုတော့ Europa League ကကျွန်တော်တို့ဘောနောက်ထပ်နှစ်ပွဲလောက်ဒီဂျားပွဲကစားပြီးတာနဲ့ပြန်ကန်ရမယ့်အခြေအနေမျိုးမှာ အသင်းတွက်ကျွန်တော်အနားပေးစရာရှိတဲ့ကစားမတွေ injury ကြောင့် risk မယူသင့်တဲ့ကစားမတွေကိုဒီမှာပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ Amorin ပဲနေရာတွေပြောင်းလဲလာနိုင်စွမ်းရှိတယ်ဘယ်လိုရက်လက်တွေကျွန်တော်ထွက်ပေါ်လာနိုင်စွမ်းရှိတယ်ဒါလေးဒီနေ့ပတ်သက်လို့ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးကတော့ကျွန်တော်ဒါဝူဘန်ဟန်တန်နဲ့ပတ်သက်လို့ကျွန်တော်စပြီးတော့ပြောအောင်ပါလေဝူဘန်ဟန်တန်ကတော့လက်ရှိမှာဆိုလို့ရှိရင် ကိုရီကို ပထမအကြော့မှာဒူးစီးဆိုတဲ့ရက်လက်နဲ့သူတို့ကွင်းမှာတော့ကအနံယူထားတဲ့အသင်းပေါ့လေဆိုတော့ကျွန်တော်တို့က လက်ရှိဥပန်တန်နဲ့ကစားပြီးလို့ရှိရင်ကျွန်တော်တို့ဘုံမောင်းနဲ့ကစားရမယ်ဘုံမောင်းနဲ့ကစားပြီးပြီဆိုတာနဲ့မေလ2ရက်နေ့ဒါတရက်နေ့ညမှာဆိုလို့ရှိရင်ဒါဘီဘာအုံနဲ့ပေါ့နော်ဘီဘာအုံနဲ့စီမီဖန်ရဲ့ပထမအကြော်ကစားရမှာဆိုတော့အတင်းတွက်ကတော့ဒါအများကြီးအချိန်မရတော့ကြားထဲမှာလုံးဝ risk မယူသင့်တဲ့ကစားမားတွေကို ကောင်းကောင်းကြီးအနာပေးနိုင်မှကျွန်တော်တို့ရမယ်ပေါ့လေဒါမှမဟုတ်တခုရှိတာကတော့ဒီလိုင်ဝန်ကနေပွဲစဉ်အပီဒီပွဲကစားရတာကတိတ်တော့မကြသေးဘူးဒါပေမဲ့လည်းလို့ပေါ့နော် ျွန်တော်တို့ကဘုံမောင်းနဲ့ကစားပြီးတာနဲ့စီမီဖန်နဲ့ပထမကြုပ်ကိုကစားမှာအဲ့ဒီမှာလဲနားချိန်ကအဲ့လောက်မရဘူးဆိုတော့အတင်းတူရပါတော့ကျွန်တော်တို့ဒီတချို့ကစားမတွေကိုဒီပွဲအနားပေးချင်မှာပေးမှာအဲမဲ့တော့ဘုံမောင်းနဲ့ပွဲမှာအနားပေးပြီးတော့ အတလက်ဘီဘာအုံနဲ့ပွဲချမအကုန်ပြန်သုံးနိုင်မလို့လေဂျုံဝနေနေဆိုတော့နည်းနည်းတော့တိုင်ပတ်နေပြသည်လားသူတို့ဖြင့်လူအပြည့်ရှိမနေဘူးပေါ့နော်လူစရင်ကောင်းကောင်းမရှိတာရင်းနေဆိုတော့အသင်းတွေကစဉ်းစားတော့ကြက်တယ်ဆိုတော့ Amorin Blue တွေပြောင်းလဲလာမလဲတော့ကျွန်တော်ကြည့်ရမှာပေါ့လေဆိုတော့ Wolverhampton ကကျွန်တော်တို့အနေနဲ့လက်ရှိမှာရလက်ကောင်းနေတောက်လျှောက်ယူပြနေတဲ့အသင်းမှာနောက်ဆုံး၄၅ပွဲလောက်ကိုပဲလုံးဝရှုံးပွဲမရှိသေးဘဲနဲ့ Victor Pereira ရဲ့အသင်းကတော်တော်ကိုအချင်းကြီးကောင်းနေတယ်လို့ကျွန်တော်ပြောရမယ်။နောက်လက်ရှိဆိုလို့ရှိရင် Wolverhampton က ျွန်တော်အနေနဲ့ကောင်းပါတယ်ဆိုတဲ့အသိဉာဏ်ကိုလည်းသူတို့ကအနိုင်ယူထားတယ်ဗျ။အဲသူတို့ကအဆင့်16မှာရှိနေတာပေါ့လေ။တိုးတော်လည်းပဲသူတို့တန်ဆင်းစုံကနေပြီးတော့အလောက်ကြီးကြောက်စရာမရှိတော့ဘူး။စပားကိုသူတို့အိမ်ဝင်မှာ၄ခု၂ခုဆိုတဲ့ရလနဲ့ကျွန်တော်နိုင်တယ်။အဲ့ဒီပွဲမှာသူတို့ကဂျာဒီမန်ဒီစ်ကွန်ညာတို့ဘာလို့ကိုအနားရီပါရီပြီးခဲ့ပြီးတော့ဒုတိယမဲချက်မှာထဲ့တာ။ဒါအပြင်ကျွန်တော်တို့ဒီဒီမနိုင်ငယ်မှာလည်းသူတို့ကတပတ်လောက်နားခွင့်ရတယ်။သူတို့ဂျားထဲမှာဘာမှမကန်ရဘူးကွနော်။ကိုရီးယားတော့ ကြားထဲမှာလည်းရှိလီယိုနဲ့ကန်လေးရတယ်ပေါ့ဗျာအဲ့တော့အနိုင်သိမ့်မရခင်မှာပဲဒီကောင်လေးနဲ့ကန်မှာစပားကိုနိုင်ပြီးတော့မတိုင်ခင်ပွဲအဲ့မှာလည်းရှိမှာလေ if switch နဲ့သူတို့ကန်တယ်12နဲ့နိုင်တယ်အဲ့ဒီရှိမှာ whatsapp နဲ့သူတို့ကစားတဲ့အိမ်ခွင်းမှာ 1c နဲ့သူတို့နိုင်တယ်အဲ့ဒီရှိမှာ southampton နဲ့သူတို့ကစားတယ်12နဲ့သူတို့နိုင်တယ် everton နဲ့ကစားတယ်113ကြီးကြတယ် everton နဲ့ဝမ်ဝမ်တည်ကြတဲ့ဘောနော်ဒီ match လ9ရက်နေ့ကစလို့အခုချိန်ထိလုံးဝသူတို့ရှုံးဝဲမရှိနေဘူး နော်အနိုင်နဲ့တည်ရဆိုတာကြီးပဲဒါတော့မှနော်တည်ကအဲ့ဒီ Everton နဲ့ဘွဲပဲ channel ပွဲစဉ်တွေအကုန်နိုင်ထားတာဒါဟာ Wolverhampton ရဲ့လက်ရှိအခြေအနေကကိုရီတက်အများကြီးတာတယ်ဗျာကျွန်တော်တို့က international break ပြီးတော့ပြန်ကန်တဲ့ပွဲတွေမှာဆိုလို့ရှိရင် Lyon နဲ့ပွဲလောက်ပဲအခြေအနေကောင်းထားတာကျွန်တော်တို့ Newcastle ကိုကျွန်တော်ရှုံးနေ Lyon နဲ့ပထမကြုပ်ကိုကျွန်တော်တည်ကြတယ်အဲ့ဒီရှေ့ကကျွန်တော်တို့ကစားတဲ့ပေါ့နော် Nottingham Forest တို့ဘာတို့ကိုလည်းကျွန်တော်ရှုံးနေအဲ့တော့အတင်းတွက်ကတော့ဘလူးမတ်အချင်းကြီးကောင်းမနေဘူးပေါ့လေအဲ့လိုအချင်းကြီးမျိုးကိုကျွန်တော်တို့ကဒါအမှန်ကန်ကစားရမှာ ဆိုတော့လက်ရှိဥပန်တန်ကကျွန်တော်တို့ဒါဒီ32ပွဲကစားပြီးတဲ့အချိန်မှာဟို35မှတ်ပေါ့နော်ကျွန်တော်တို့နဲ့ဥပန်တန်ရဲ့ကြားထဲမှာ3မှတ်ပဲကျွန်တော်ကွာတယ်။အဲ့လောက်ကြီးဒီကျွန်တော်ကအချိန်ကြီးကောင်းမနေဘူးပေါ့နော်ကျွန်တော်တိုင်ပတ်နေတယ်အမှတ်လည်းအဲ့လောက်မကွာဘူး။သူတို့ကရှုံးပွဲ18ပွဲရှိထားတယ်လို့ကိုရီးယား14ပွဲရှိထားတယ်။နိုင်ပွဲသူတို့က10ပွဲရတာကိုရီးယားနိုင်ပွဲ10ပွဲရထားတယ်ပေါ့နော်။ဒါပေမဲ့လို့ဥပန်တန်နဲ့ကျွန်တော်ကြားထဲမှာကွာဟမှုကမရှိဘူးဆိုတော့ကျွန်တော်ပြကျင်တာ။ဆိုတော့ပွဲထွက်လူစင်းလေးတွေကျွန်တော်ကြည့်ကြည့်အောင် အပြောင်းလဲတွေအများကြီးမရှိနိုင်ဘူးဆိုအမောအပြောင်းလဲတွေအမှန်ကန်ရှိနိုင်တယ်ဆိုရင်ပြောစရာတော့အများကြီးသိမရှိပါဘူးကျွန်တော်တပွဲနဲ့တပွဲကစားတာတော့မြန်တာဆိုတော့ကိုယ်ကဘာနေရာမှာတော့ဘိုင်နာလဲပါရင်ပါလာနိုင်နေဗျာဦးနနာလဲပါရင်ပါလာနိုင်နေပြဿနာမရှိဘူးကြိုက်တဲ့ကိုယ်ကဘာအဲ့လောက်ကြီးရင်ကုန်နေရမကောင်းဘူးဦးနနာကဦးတနည်းကလိုင်ယွန်းနဲ့ပွဲမှာကောင်းတယ်ဆိုပြီးမဲ့တယ်လို့ပေါ့နော်တပွဲရွှေတပွဲငွေပေါ့နော်ဘယ်သူမှအပြည့်ဝယုံကြည်လို့ကျွန်တော်မရဘူးနော်အဲ့လိုမျိုးဆိုတော့ဦးနနာပဲပါပါဘိုင်နာပဲပါပါအဲ့လောက်ကြီးတော့ရင်ကုန်တဲ့တဲမှာတော့မပါတော့ဘူးပေါ့နော် နောက်တစ်ခုကျွန်တော်တို့ကြည့်ရရင်နောက်တစ်ခုကျွန်တော်တို့ကြည့်ရရင်ခန်စစ်ပေါ့ခန်စစ်ကတော့ကျွန်တော်တို့ပြောင်းလဲมาရမှာလီယိုနယ်ပွဲမှာပွဲကျင်ပြီးကစားထားတဲ့ယူရိုတို့ဟယ်ရီမကွိုင်းယားတို့ကိုကျွန်တော်အနားပေးနိုင်မှာကျွန်တော်တို့ရမှာပြဿနာကနှစ်ယောက်စလုံးကိုအနားပေးရင်တော့ကျွန်တော်ရွေးချယ်စရာအများကြီးမရှိပဲဖြစ်သွားလိမ့်မယ်ဆိုတော့အဲလူရှောဆန်တာဘက်မှာပြန်ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲလူရှောအနေနဲ့ပေါ့နော်ဆန်တာဘက်၃ယောက်နေရာမှာကျွန်တော်ဒီပြန်ပြီးတော့ကစားနိုင်ဖို့ကျွန်တော်မျှော်လင့်တယ်သူတပြင်းတော့အဲဘာလဲဒီ Eden Heaven လဲပါနိုင်မှုမရှိသေးတဲ့အခြေအနေပြီးလို့ရှိရင် မကွမ်းရတို့ပါတို့ကိုအနာပေးခြင်းတဲ့အခြေအနေမျိုးမှာလူရှိုးကိုကျွန်တော်တို့ပြန်ကစားတာမြင်ရလိမ့်မယ်တခုကတော့ဂရုစိုက်ပြီးတော့ကျွန်တော်တို့ဂိုင်းတွင်မှရမှာပေါ့လေလူရှိုးကအင်ဂျူရီခဏခဏကြုံရလေးရှိတဲ့ကစားမဆိုတော့ဒါအပြင်ကျွန်တော်တို့တွေယူရိုပါလီပွဲဒီမှာလည်းအရေးပါလာနေတဲ့သူမျိုးဆိုတော့ပြောရတော့ခေးရင်နဲ့ဗျအတိုင်းမဲ့လို့ကျွန်တော်တို့ကကျန်တဲ့သူတွေအနာပေးခြင်းလူရှိုးတို့တော့ကျွန်တော်ထည့်မှရမယ်ပြီးလို့ရှိရင်ခန်းစစ်မှာဒီ၃ယောက်ပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ယူရိုတော့အနာပေးစီခြင်းနဲ့အမှန်တိုင်းပြောရင်အတိုင်းမဲ့လို့ကျွန်တော်တို့လူမရှိဘူးလူမရှိဘူးဆိုတာက လင်ဒီလော့ဖ်ကတော့ပါလာမယ်ပေါ့နော်လင်ဒီလော့ဖ်ပါလာဖို့ကျွန်တော်ရှိတယ်ပြီးရင်ဒါလူချောပါလာဖို့ကျွန်တော်ရှိတယ်ပြီးရင်ကျွန်တော်ကတော့ဒီယူရိုကိုကျွန်တော်ကတော့ပါမယ်လို့ထင်တယ်ဟယ်ရီမကွိုင်းယားကိုအနာပေးဘာလို့လဲဆိုတော့ right wing backs မှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလဲမာဇာဝီကိုထည့်တင်တယ်မာဇာဝီကဟိုတနေ့ကအဲ့ဒီလီယူနဲ့ပွဲမှာသူကပထမကြော်ဝဲပါခဲ့ရတာပထမပိုင်းမှာပါခဲ့ရတာပုံကိုကြီးပြဿနာရှိလို့ဆိုပြီးတော့ဘာလို့လဲဆိုတော့ကျွန်တော်ဒါတားလောက်ကိုလဲစီနေတာ ဒီကိုဒါလော့ကိုလဲသိနေလို့ကျွန်တော်ထင်တယ်အနာပေးသိနေလို့ထင်တယ်ဒါလော့ကတော်တော်ကိုတိုင်ပတ်နေပြီเนาะတအားလဲပင်ပန်းနေပြီနားရက်တီလဲဘာမှတိတ်မရဘူးဆိုတော့ဒီကိုဒါလော့ကိုကျွန်တော်လုံးဝအပြည့်ဝအနာပေးသိနေဒီပွဲကသူနီးပြလဲပဲအဲ့ဒီပွဲအပြည့်မှာဒါလော့ဟာအင်မတန်ပင်ပန်းနေရယ်ဆိုတာကိုသူပြောထားပုံရသေးကြပေါ့ဒါလော့ကကျွန်တော်နားလာဖို့ကျွန်တော်ရှိတယ်ပေါ့เนาะအဲဒီလိုတော့เนาะဆိုတော့ဒါလော့မပါဘူးဗျာဆိုတော့ဒါကြောင့်ဟိုမာစတာဝီပဲသွားလိမ့်မယ်ထင်တယ်နောက်တစ်ခုကကျွန်တော်အနေနဲ့ မရောက်သွားနောက်တစ်ခုကကျွန်တော်တို့အနေနဲ့ပေါ့နော် Harry Armas က Win Bucks မှာပါလာဖို့ရှိတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ပြီးရင် Queen Le ကဒါဒီနှစ်ယောက်ကဖြစ်နိုင်ခြင်းအများဆုံးပြီးရင် Number 10တို့မှာဒီနှစ်ယောက်နဲ့ Tight Six ကတော့သူပေါ့နော်ဆိုတော့တစ်ခုရှိတာကဒီနေရာမှာဒါကတော့ကျွန်တော်ဖြစ်နိုင်ခြင်းအများဆုံးလို့ထင်တယ်နောက်နောက်တစ်ခုဖြစ်နိုင်ခြင်းရှိတာကဘာလဲဆိုတော့ Patrick Dugu Patrick Dugu ပါပြီးတော့ပေါ့နော် Mazdawi ကိုအနားပေးတာမျိုးဒါမှမဟုတ်ရင် Lenny Yuru ကိုအနာပေးပြီးတော့ Mazdawi ကို right center back မှာပြန်ထား Harry Amas နဲ့ Patrick Dugu ကို ကျွန်တော် wing backs တယောက်တစ်ဖက်စီကစားဒါပဲဘာလို့လဲဆိုတော့ဒူဂူက right wing backs တီမှာလည်းသူကကစားဘူးတဲ့ဆိုတော့ Mazdawi မဟုတ်ဘဲနဲ့ပေါ့နော် Mazdawi ကို center back မှာထား center back က Mazdawi ရဲ့ Lindelof ရဲ့ Luke Shaw ရဲ့ဖြစ်သွားပြီးတော့ယူရူကိုအနားပေးရင်နော်ပက်ထရစ်ဒူဂူကို right wing backs ကိုရွှေ့လိုက်တာမျိုးတွေဖြစ်နိုင်တယ်ကျွန်တော် လုံးဝဒါလော့ကိုအနာပေးစီခြင်းနဲ့ဒါလော့ယူရူအနာပေးစီခြင်းနဲ့ဒီကောင်လေးတွေကိုနော်ဒီကောင်လေးကစားတာများနေပြီဗျာအထူးသဖြင့်ဒါလော့ပေါ့နော် ဒါကဖြစ်နိုင်ခြင်းပြင်ကွင်းလဲမှာလဲကျွန်တော်ကတော့ဥကာလီပြန်ပါလိမ့်မယ်ထင်ပါတယ်ဟိုဥကာလီကတော့အရေးကြီးတယ်ပေါ့လေဒါပေမဲ့လဲလို့ပေါ့နော်ကျွန်တော်ကက်စမဲတို့ကအဲ့ဒီပွဲမှာသူမိနစ်120နီးအကုန်ကစားသွားတယ်ပြီးရင်ကိုဘီမိန်းနူးကလည်းအနိုင်ကိုတွင်းသွားတယ်ဆိုပေမဲ့လို့ကျွန်တော်တို့မိန်းနူးကိုတော့ထည့်လို့ရတယ်နော်ဘရူနိုဖာနန်ဒက်စ်ကိုအနားပေးလိုက်တော့ဗျာဒီပွဲကဖာနန်ဒက်စ်နဲ့နော်ဖာနန်ဒက်စ်နဲ့ကျွန်တော်တို့ဒီဟယ်ရီမကွိုင်းယားဒီဂိုတာလို့ဒီမဖြစ်မနေအနားပေးရမယ့်ကစားသမား၃ယောက်ပါ မဖြစ်မနေအနာပြရမယ့်၃ယောက်ပါဆိုတော့ Nero နံပါတ်တန်းနေရာမှာ Everything ကိုပြန်ထည့်တင်တယ်ပြီးလို့ရှိရင်ကျွန်တော်ကအဲ Mason Mount နဲ့ Tyson က Rasmus Hojlund ပေါ့ဗျာဆိုတော့ဒါကတော့အပြောင်းလဲတွေတအားကြီးဖြစ်သွားမယ့်အခြေအနေမျိုးပေါ့နော်နီးပြအနေနဲ့ရုပ်ပြဆင်ပြကြီးလည်းဖြစ်လို့ကမရဘူးလေဥပန်းနဲ့နဲ့ပွဲမှာအနာပေးခြင်းနေဆိုပြီးတော့ရုပ်ပြဆင်ပြတော့ဖြစ်လို့မရဘူးသို့တော့ဂါနာချူပါနေလားဆိုတော့ကျွန်တော်ကတော့ဂါနာချူကိုအနာပေးခဲ့ရင်လည်းပဲအံ့ဩစရာမရှိဘူးလို့ထင်တယ် ပါနိုင်လားဆိုတော့လေပါနိုင်ချေလည်းရှိတာပဲမေဆန်မောက်တခုရှိတာကတော့ဗောနော injury ကနေပြန်သက်တာလာတဲ့ကစားမားတွေအများကြီးတော့ထည့်သွားမှာတော့မဟုတ်ဘူးအခုကျွန်တော်ဒီမှာဆိုလို့ရှိရင်အဲဗာလဲ luxury ရှိမယ်မေဆန်မောက်ရှိမယ် main new ရှိမယ်ဒီကောင်တွေ၃ယောက်စလုံးကတပြိုင်တည်းပွဲထွက်ဖို့ကတော့မလွယ်ဘူးလို့ထင်တယ်မေဆန်မောက်ကတော့သူကြာနေပြီဗောနော်ဒါဟိုပွဲထွက်ခွင့်ကစားလဲပြဿနာရှိတော့မယ်လို့ကျွန်တော်မထင်ဘူး main new လည်းပဲအဆင်သင့်လို့ထင်တယ်ဒါပေမဲ့လူရှိုးကိုတော့ကျွန်တော်မယုံဘူး လူရှောကတော့ပွဲထွက်ခွင့်မှာဗောနော်ကျွန်တော်တို့သူ့နေရာပေးမယ်ဆိုရင်တော့ဒုတိယပိုင်းကျရင်တော့ကျွန်တော်တို့သူ့ကစားချင်းနေကန့်တပ်ပလိုက်မှရမှာအဲ့လောက်ထိအယုံကြည်မရှိဘူးဗောနော်ကစားမကအင်ဂျူဂျီပြဿနာခဏလေးရနေတယ်ဆိုတော့ဒါမှမဟုတ်အကယ်လို့ပါလာတယ်ဆိုလို့ရှိရင်တော့ AECC ကစားနိုင်ဖို့တော့မျှော်လင့်ရတာဗောလေတိုက်စစ်ကတော့ချီတူ OB တို့ဘာလို့တွေးရနိုင်ပါလဲနော်ဟို Resmus တယောက်ပဲရှိတယ်ဆိုတော့ချီတူတို့ကိုကျွန်တော်တို့ဒါတုံပြီးတော့ Resmus တို့ကိုအနာပေးတာမျိုးတွေးရနိုင်တယ်ပြဿနာမရှိဘူးနော်ဆိုတော့ဟိုတကူးရှိတာကတော့ဗျာ ချီရိုကိုပဲတပွဲလုံးသုံးသွားဖို့ကတော့အချိန်ကြီးနေပါတယ်ရက်စမက်နဲ့ပွဲထွက်လာပြီးရင်ချီတူကိုအနာပေးပတိအသုံးပြုဆိုတဲ့ပုံစံမျိုးတွေဆိုတော့ဒါဖြစ်နိုင်ခြင်းအများစုเนาะဆိုတော့စိတ်ဝင်စားဖို့ကောင်းတာကသူဘသူတွေကိုနေရာပေးပြီးတော့ဘသူတွေကိုပွဲထုတ်လာမယ်ဆိုတာပဲနောက်တန်းက Aiden Heaven တို့ဘာလို့ကလီယွန်နဲ့ပွဲမှာလည်းလူစင်းနဲ့မပါမပါခဲ့ဘူးဆိုတော့ကျွန်တော်ဒီပွဲမှာပါနိုင်မယ်လို့တော့မထင်သေးဘူးဗောနော်လူစင်းနဲ့တော့ပြန်ပါလာမယ်ပွဲထွက်လူစင်းကတော့ကျွန်တော်မမထင်သေးဘူးဆိုတော့အနာပေးစရာရှိတဲ့ဈာမတွေကတေချာပေါ့အနာပေးမှကိုရမှာပါဆိုတော့ဥပန်တဲ့နဲ့ပွဲမှာကျွန်တော်တို့တိုင်ပတ်ဖို့များတယ် သူတို့ပြင်ဝူဟန်တန်ကပုံစံကောင်းနေရနေတာရဲ့ကိုရီကအိမ်ဝင်းဖြစ်ပေမဲ့ပေါ့နော်အခြေအနေတိတ်မကောင်းနိုင်တာရဲ့လက်ရှိမှာခြေစွမ်းတွေကတော်တိုင်ပတ်နေတယ်လို့ခန်းစစ်ကဂိုးတွေတအားပေးနေရတာရဲ့ဝူဟန်တန်နဲ့ပွဲမှာရက်လက်ကောင်းနေရထားဖို့တော့ကျွန်တော်မမျှော်လင့်ဘူးကျွန်တော်နောက်ထပ်ရှုံးပွဲတွေလည်းဂျုံကောင်းဂျုံသွားနိုင်နေတယ်နော်ဆိုတော့ဟိုတိုင်လည်းပတ်သွားနိုင်နေပေါ့နော်ကျွန်တော်တို့နိုင်ကောင်းလည်းနိုင်သွားနိုင်တာပဲဒါပေမဲ့လက်ရှိဝူဟန်တန်ကိုနိုင်ဖို့ကမလွယ်ဘူးဖြစ်နေတာအစင်းဆက်ကွန်ကအသင်းနော်အစင်းဆက်ကွန်ကအသင်းကိုပဲငါတို့ကတော့မလွယ်ဘူးဆိုတဲ့ပုံစံမျိုးပြောနေရပြီ ဒါကိုကြည့်ချင်းအပြင်အသင်းရဲ့လက်ရှိအခြေအနေဘယ်လောက်တိုင်ပတ်နေသလဲဆိုတာမြင်နိုင်တယ်ဗျာဆိုတော့ MOD အနေနဲ့အများကြီးပြောင်းလဲလာဖို့ရှိတယ်ဆိုပြီးတော့သူပြောထားတော့เนาะကျွန်တော်တို့ဒါဘယ်လိုဖြစ်လာမလဲကျွန်တော်ကြည့်ရမယ်အခြေအနေဇိုးတွေတဲ့ကနေရုံထွက်နိုင်မှုတော့မျှော်လင့်ရတာပဲရုပ်ပြက်ဆင်ပြက်ကြီးမဖြစ်ဘူးတော့ကျွန်တော်မျှော်လင့်ရတာပဲဒီကလိုအနေနဲ့ရောဒီပွဲမှာဘယ်လိုရလက်တွေထွက်ပေါ်လာမလဲထင်ကြလဲဘယ်သူတွေကိုပွဲထွက်ခွင့်မှာနေရာပေးတဲ့နယ်လို့ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်